မားနိုင်ငံမှာနေထိုင်ခဲ့တဲ့တေတို့အင်းတို့ကမြမယူက delay တွေကိုပုံတိပြီးပြီလို့ထင်နေကြတာလားရှေးကကမျိုးစေ့တွေလို့ဝတ်ထားပြီးလက်ရှိချိန်ထိတုံးဝင်နေတဲ့တေတို့ဘယ်သူမှမကြဘူးသေးတဲ့မြမယူက delay တွေကိုကျွန်တော်ဒီနေ့ပြပြပေးပါမယ်ဗီဒီယိုလေးမစတဲ့ခင်မှာကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးပြီးဒီဗီဒီယိုလေးပေါ်မှာသဘောထားမှတ်ချက်လေးတွေရေးပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်။ဘောမရေးဖို့ချိန်မရဘူးဆိုရင်လည်း emoji တစ်ခုခုမှတ်ခဲ့ပေးနိုင်ပါတယ်။ရှေးကမြမတွေကမနေ့ချိန်မှရေးမတော့ကြပါဘူး။အားကြောင့်လေနေအောင်ကြီးပူဆုံးချိန်မှာ ေးတောင်းမယ်ဆိုရင်ရေးစိတ်ဖြစ်ပြီးတော့ဝမ်းပြောက်ဝမ်းလျှော့ဖြစ်နိုင်တယ်လို့ယုံကြည်ထားကြတာကြောင့်ဖြစ်ပါတယ်။အဲဒီအချိန်မှာရေးကအရန်ပူနေလို့ဗိုက်အေးစိမ့်မဲ့စားစာတွေကသာစားတော့ဖို့ကောင်းတယ်လို့ယုံကြည်ထားကြပြီးမောင်းတဲ့အချိန်မှာရေမတော့ဖို့ပြောခဲ့ကြတာဖြစ်ပါတယ်။နောက်တစ်ကောင်ရဲ့အချိန်မှာအိမ်တကားကိုမခွင့်ရပါဘူး။ရှေးလူကြီးတွေကတော့အဲဒီအချိန်မှာမကောင်းတဲ့စိတ်တွေအိမ်ထဲဝင်လာနိုင်တယ်လို့သတိပေးခဲ့ကြတာဖြစ်ပါတယ်။ဒါကတကယ်တော့လုံခြုံရေးအတွက်လည်းကောင်းတဲ့အချက်ဖြစ်ပါတယ်။ရှေးလူကြီးတွေကသမင်းစားရင်ချက်ချင်းမင်းကြပါဘူး။သမင်းကိုအစာချေပြတ်မှုမပြီးသေးခင်အိမ်မက်ဆိုရင် နှဝင်စားနိုင်တယ်လို့ယူဆကြတာပါဆိုလီဒါကအစာခြေပြတ်မှုမပြီးသေးပဲအိမ်မယ်ဆိုရင်မကောင်းတာလို့ယုံကြည်တာဖြစ်ပါတယ်ဒီဒလိကတကယ်ကိုယနေ့ခေတ်စိပညာနဲ့လည်းကိုက်ညီပါတယ်ဒါပြညာရောက်လာရင်စပင်ညက်လေးယူသွားမယ်လို့ရှေးလူကြီးတွေကယုံကြည်ထားကြပါတယ်ဒါပြအချိန်မှာလာရင်အင်အားကလူစိတ်ကို ထိခိုက်စေတယ်လို့ယူဆကြပြီးရေးကြီးတဲ့စုံမချက်တွေမချဖို့အကြံပေးချင်တာကြောင့်ဒါပြညာမှာစပင်မညက်ရဘူးလို့ပြောခဲ့ကြတာဖြစ်ပါတယ်ညဘက်မှာစပင်မပြီးရပါဘူးညဘက်မှာစပင်ပြီးမယ်ဆိုရင်မကောင်းတဲ့စိတ်တွေဝင်လာနိုင်တယ်လို့ရှေးလူကြီးတွေကယုံကြည်ထားကြပါတယ် လက်ပြည်နဲ့လူပြည်နေဆက်တဲ့အချိန်လိုယူဆကြပြီးတော့သပင်လိုရေးကြီးတဲ့ခန္ဓာကိုယ်စိတ်ပန်းကိုညဘက်မှာပြီးခြင်းကဘေးအန္တရာယ်ရှိတယ်လို့ထင်ကြတာကြောင့်ညဘက်မှာသပင်မပြီးဘူးပြောခဲ့ကြတာဖြစ်ပါတယ်။လမ်းဝင်ညမှာလက်မလျှောက်ရပါဘူး။လမ်းမရှိတဲ့ညမှာပြင်ထွက်မယ်ဆိုရင်မတိကျမရေရာတွေဖြစ်နိုင်နေတယ်လို့ခြေလူကြီးတွေကယုံကြည်ထားကြပါတယ်။လမ်းဝင်ညမှာပေါင်ပန်းအားကြီးတဲ့အချိန်လိုယူဆကြပြီးအဲဒီအချိန်မှာလမ်းမယွန်ချင်းဘေးအန္တရာယ်ထွန်းရခြင်းတွေပုံများနိုင်တာကြောင့်လမ်းဝင်ညမှာလက်မလျှောက်ဖို့ပြောခဲ့ကြတာဖြစ်ပါတယ်။ညဘက်မှာကိုယ်နာမည်ကိုတရားရုံးကခေါ်တန်ကြရင် ချက်ချင်းဟုတ်ခဲ့လို့ပြန်မပြောရပါဘူး။ရှေးလူကြီးတွေကမကောင်းတဲ့စိတ်ဝိညာဉ်တွေကလူတွေရဲ့နာမည်တွေကိုအသုံးပြုပြီးတော့သူတို့ဘက်ကိုဆွဲခေါ်နိုင်တယ်လို့ယုံကြည်ထားကြတာပါ။ဒါကြောင့်ညဘက်မှာနာမည်ခေါ်တန်ကြရင်သုံးချိန်ထိစောင့်ပြီးတော့စစ်မှန်တဲ့လူကခေါ်မှပြန်ထိုးဖို့အကြံပေးခဲ့ကြတာဖြစ်ပါရဲ့။ကွဲယုံရုပ်ရှင်ယုံမှာနောက်ဆုံးတန်းကမထိုင်ရပါဘူး။အချောင်းရင်ကတော့နောက်ဆုံးတန်းမှာထိုင်ရင်နောက်ွယ်ကနေပယ်လွန်သူတွေရဲ့ဝိညာဉ်တွေကလာပြီးတော့အတူတူကြည့်နေတယ်လို့ယုံကြည်မှုရှိတာကြောင့်ဖြစ်ပါရဲ့။ဒါကြောင့်အရှိတန်းတွေမှာထိုင်ဖို့အကြံပေးခဲ့ကြတာဖြစ်ပါရဲ့။ညဘက်မှာ အိမ်မှာရှိတဲ့ရေအိုးဘုံကိုမပုံထားဘူးဆိုရင်ရေနဲ့တွေကလာပြီးတော့ရေတောက်ကြတယ်လို့ယူဆကြပါတယ်။ရေနဲ့တွေတောက်ပြီးရေကအငြိစိဖြစ်သွားပြီးတော့တောက်လို့မရတော့ဘူးလို့ထင်ကြတာကြောင့်အဲဘက်မှာရေအိုးဘုံဖုံးမှုအပြုတ်ခဲ့ကြတာဖြစ်ပါတယ်။အိမ်နောက်မှာရှိတဲ့ပင်ကွေအင်းတွေကိုမဖျက်ရပါဘူး။ပင်ကွေအင်းတွေကအိမ်ရဲ့စီးစိမ်ကောင်းချိုကိုကိုစားပြုတ်တယ်လို့ယုံကြည်ကြပြီးတော့ဖျက်လိုက်ရင်ဥစ္စာပစ္စည်းပြပြနိုင်တယ်လို့ယူဆကြပါတယ်။ဒါကြောင့်အိမ်နောက်ကပင်ကွေဝိုင်းတွေကိုမဖျက်ခိုင်းကြတာပါ။ဒီ UR ဒလီတွေကတော့ရှေးလူကြီးတွေရဲ့ဉာဏ်ပညာဆောင်နေမှုတွေပါ။ ချို့ကတော့ယူသိမှုလို့ထင်ရပေမဲ့အများစုမှာတော့နည်းနည်းနဲ့စင်ကြင်တုံတရားတွေပေါဝင်နေတာကိုတွေ့ရပါတယ်။ဒီဒီလေးတွေကချမ်းမာရေး၊လုံခြုံရေး၊စိတ်နှမ်းခြင်းရေးနဲ့အဘာဝပါဝင်ခြင်းထင်းသိမှုဆိုတဲ့လူဘဝရဲ့အခြေခံအုတ်မြစ်၄ခုလုံးကိုကာကွယ်ဖို့ရည်ထားတာကိုတွေ့ရပါတယ်။ခုကြည့်နေတဲ့သူကဒီလိုရိုးရိုးဒလေးတွေကဘာတွေကိုတည်ထားပြီးပြီလဲ။